အဓိကနောက်ခံလူဆာလီဘာကိုစာချုပ်သစ်ထုတ်ဆိုဖို့သဘောတူညီမှုရရှိခဲ့တဲ့အာဆင်နယ်ပြင်သစ်နောက်ခံစာမဝီလီယံဆာလီဘာကအာဆင်နယ်အသင်းနဲ့2030ခုနှစ်ထိရှိနေခြင်းမဲ့၅နှစ်စာချုပ်ထုတ်ဆိုဖို့သဘောတူညီလိုက်ပြီဖြစ်ပြီးကြာခဲ့မှာတရားဝင်ထုတ်ပြန်ကျင်းသာသွားရမယ်လို့မျှော်မှန်းထားခြင်းခံရပါတယ်ဒီတဲ့င်းကအာဆင်နယ်ပရိသတ်တွေအတွက်ကြီးမားတဲ့သတင်းအောက်တစ်ခုဖြစ်ပြီးအသင်းရဲ့နာကတ်အတွက်ရေးပါတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်အာဆင်နယ်တင်းကဆာလီဘာကိုရင်းမရစ်တင်ဘက်ကစိတ်ဝင်စားမှုရှိနေခဲ့ပေမဲ့ စာချုပ်တွေထုတ်ဆိုနိုင်လိမ့်မယ်လို့အများနဲ့ယုံကြည်မှုရှိခဲ့တာဖြစ်ပါတယ်။ဒါကစားမားနဲ့တင်းကြားကခိုင်မာတဲ့ဆက်ဆံရေးကိုပြသနေပါတယ်။ဆာလီဘာကိုရိုင်းကလည်းအမေရိကမှာပဲဆက်နေခြင်းနဲ့ဆိုတာကိုရှင်းလင်းလင်းပြသခဲ့တာကြောင့်ဒီဆုံးဖြတ်ချက်ကစားမားရဲ့တစ္ဆာရှိမှုကြောင့်ပဲဖြစ်ပါတယ်။ကမ္ဘာကြီးဆုံးနဲ့အောင်မြေဆုံးကလပ်အသင်းတစ်ခုရဲ့စိတ်ဝင်စားမှုကိုရရှိနေခြင်းမှာတော့သူရဲ့လက်ရှိကလပ်ကိုပဲဆက်လက်အားပေးဖို့ရွေးချယ်ခဲ့ရပါ။ဝီလျံဆာလီဘာဟာအာဆနယ်အသင်းကလစာတိုးမြင့်ထားတဲ့ကမ်းလှမ်းမှုကိုပြုလုပ်ခဲ့ပြီးတဲ့နောက်ကလာရှိစာချုပ်တွေထုတ်ဆိုဖို့သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ်တင်ကအောက်ဂိုလာမှာစာချုပ်အစ်ချက်လက်တွေကိုပေးပို့ခဲ့တာဖြစ်ပြီးဆာလီဝါနဲ့သူ့ရဲ့အေဂျင်တို့ကပြီးခဲ့တဲ့ရက်သက်ရက်ဒီမှာကြီးစုအခဲဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အတိတ်အကျချက်လက်တွေအားလုံးကပြီးမြောက်သွားပြီဖြစ်တာကြောင့်ပြည်ထောင်စုစောင်းမကစာချုပ်အစ်ကိုလက်မှတ်ရေးထိုးသွားတော့မှဖြစ်ပြီးလာမယ့်ရက်စီကျရင်တော့ဆာလီဘာကိုခေါ်ယူဖို့စဉ်းစားနေတဲ့ရီယမ်ပရီတင်တော့ကတော့ထုံးနှက်ချက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဆာလီဘာရဲ့စာချုပ်အစ်ကအာဆင်နယ်တင်ရဲ့နာဂတ်စီမန်ဂိန်းတို့ကရေးပါတဲ့စီပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးရင်းချင်းရှိတဲ့ကမ္ဘာစစ်လူငယ်ကစားမားတွေကိုအတင်းမှဆက်လက်ထိန်းသိမ်းထားတဲ့ကအတင်းကမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်။ အစနေတင်းကဆက်လက်ပြီးတောင်ပန်ကစားမဘူကာယိုဆာကာကိုကာလာစီဂျာဇောက်ထုတ်ဆိုဖို့လုံဆောင်နေပြီဖြစ်ပြီးအင်္ဂလန်ကျယ်ဝင်းကလည်းမြောက်လန်တန်မှာဆက်လက်ရှိနေမယ်လို့မျှော်မှန်းထားခြင်းခံရပါတယ်။ဒီကြပ်ဝင်းအုပ်ကအစနေတင်းရဲ့နာဂတ်ဘီတူကတွေဖြစ်ပြီးသူတို့ရဲ့ဆက်ရှိနေခြင်းကအတင်းကိုလာမယ့်နေ့တွေမှာပုံမအောင်မြင်မှုတွေရရှိစေဖို့ကူညီပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဆာကာနေနဲ့ပီကေရာတီကစားလို့ဒန်ယာရီနဲ့နှပန်းလုံးတွေရတဲ့အကြောင်းအစနေအတွက်တော့စဉ်းစားစရာတစ်ခုလည်းဖြစ်ပါတယ်။ ဆာလီဘာရဲ့စာချုပ်တွေကကွာဆင်ကစားမတူကိုထိန်းသိမ်းနိုင်တာမကပဲအာဆင်နယ်တင်းရဲ့ဂျီမန်ချက်ကိုပါပြသလိုက်တာလည်းဖြစ်ပါတယ်။တင်းကအူရိုပရဲ့ထိတ်တန်ကလပ်ဒေးနေနဲ့ပြိုင်ဆိုင်လုံးဆောင်နိုင်စွမ်းရှိပြီဆိုတာကိုတက်တည်ပြသနေတဲ့ပြင်ဒီရောက်ရင်ကအာဆင်နယ်ပရိသတ်တွေအတွက်ဂျီမာရဲ့မျှော်လင့်ချက်ကိုပေးဆန်းလိုက်တာဖြစ်ပြီးအမရီရဲ့နာဂတ်ကတောက်ပတ်နေပြီဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့ကလည်းဒီရာဂျီမာတို့ချန်ပီယံလိဖလားလိုမျိုးဂျီမာရဲ့အောင်မြင်မှုမျိုးရရှိအောင်စွမ်းဆောင်ပြရမှာဖြစ်တာကြောင့်စွမ်းကုန်ကြိုးစားတော့ရမှာပါ။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်ကြတဲ့